မလာ16ရက်နေ့ဘူရူဟူးနေ့အတွက်ကမ္ဘာရွှေရောင်းဝယ်လို့ပုံဤပညာပိုင်းရရောတရင်ပိုင်းချက်လိုက်ရပါအခမှန်သုံးသပ်ပေးသွားမှာဖြစ်တယ်ပရမအုပ်စုအနေနဲ့ကမ္ဘာရွှေဦးဤပညာရအခမှန်သုံးသပ်ပေးသွားမှာဖြစ်တယ်ကျွန်တော်ကမ္ဘာရွှေဦးဤပညာရအခမှန်သုံးသပ်တဲ့အခါမှာကျွန်တော်အိတ်ဖိုးတိုင်းဖရိန်နဲ့ကျွန်တော်ခမှန်သုံးသပ်ပေးသွားမှာဖြစ်တယ်အိတ်ဖိုးတိုင်းဖရိန်ဆိုတာဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီကန်နဲ့တုံတုံတုံနေရဲ့အကြာချင်းကြာချင်းတွေဟာ၄နာရီကြာပါတယ်ဒါကြောင့်ကျွန်တော်ကတိုင်းဖရိန်၄နာရီအိတ်ဖိုးနဲ့ကျွန်တော်ခမှန်သုံးသပ်ပေးသွားတာဖြစ်တယ်ဒီတိုင်းတိုင်းဖရိန်တွေပေါ်မှာမူတည်ပြီးတော့ကန်နဲ့တုံတွေကွာခြားတာတွေတော့ရှိတယ်အဲ့ဒါဘယ်လိုမျိုးလဲဆိုလို့ရှိရင် M50 time frame ဆိုလို့ရှိရင်ဒါ15မိနစ် time frame M30 ဆိုလို့ရှိရင်ဒါမိနစ်30 time frame H1 ဆိုရင်တနာရီ time frame day 1ဆိုတနာရီ time frame အဲ့ဒီရဲ့ဒါ15မိနစ်နေ M50 ဆိုလို့ရှိရင်15မိနစ်နေဒရုန်းပြောင်းတာ M30 ဆိုရင်မိနစ်30နေဒရုန်းပြောင်းတာအဲ့ဒီကန်နယ်တွေ time frame တွေပေါ်မှာမူတည်ပြီးတော့ဒီကန်နယ်တွေကလည်းကွဲပြားတာတွေရှိတယ်အဲ့ထဲမှာကျွန်တော်က A4 time frame နဲ့ကျွန်တော်ခံမှန်းသုံးသပ်ပေးထားတာဖြစ်တယ်ဒါက time frame အနှိမ့်မြင့်တွေပေါ်မှာမူတည်ပြီးတော့သုံးသပ်ချက်တွေကလည်းဒီလိုတွေကွဲလွဲတာတွေရှိနေတယ် အဲကျွန်တော်ခမကဘာရွှေကိုခမန်းသုံးသပ်နေတဲ့အချိန်ဟာဆိုလို့ရှိရင်မြန်မာစံတော်ချိန်အပြည့်ဆိုလို့ရှိရင်နေ့လည်း အဲတနာ yı အေခွဲအနေထားမှာကျွန်တော်ခံမှန်သုံးသပ်နေတာဖြစ်တယ်တနာ yı ခွဲအနေထားမှာဆိုလို့ရှိရင်ကဘာရွှေစီကဘလောက်ပေါက်နေလဲဆိုလို့ရှိရင်တအောင်စကိုဟို3000နဲ့38ပေါက်နေတာဖြစ်တယ်ကဘာရွှေစီကဆက်တိုက်တက်နေတဲ့အနေထားကိုကျွန်တော်တို့တွေ့နေရတယ်မနပိုင်းစေစားဖွင့်ကြတဲ့ကနေလက်ရှိအချိန်ထိအမြင့်ဆုံးဒီစံချိန်တိအမြင့်ဆုံးဈေးတန်းဟာဆိုလို့ရှိရင်ကဘာရွှေစီက3045အထိတက်ထားပြီးပါပြီဒါစံချိန်တိအစေးဈေးတန်းကိုဒီနေ့မှာပြင်တင်သွားပေးခဲ့တာဖြစ်တယ်မနေ့ကလည်းအင်းတနင်္လာအင်္ဂါကနေဆက်တိုက်ဆက်တိုက်တက် က်ပြီးတော့စံချိန်တွေပြန်တင်နေတဲ့ဈေးတန်းတွေဖြစ်ခဲ့တယ်အခုဘုံတို့ဟူးလင်းနေမှာလဲကမ္ဘာရွှေဈေးကနောက်ထပ်2000 sorry 3038ဈေးတန်းကိုဖောက်တက်ပြီးတော့3045ဈေးတန်းကိုစံချိန်အတစ်ထပ်တင်သွားတာဖြစ်တဲ့ဈေးတန်းအရဆိုလို့ရှိရင်ဒါကလက်ရှိရဲ့ဈေးတန်းအနေအရထဆိုလို့ရှိရင်ဝယ်လို့အားများနေတယ်ဈေးတက်အားတာနေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဘာကြောင့်ဒီလိုပြောလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့ဘုံတို့ဟူးလင်းနေနေမှာကမ္ဘာရွှေဈေးကစာဖွင့်ခဲ့တာဆိုလို့ရှိရင်3033မှာဈေးစာဖွင့်ခဲ့လိုက်တယ် လက်ရှိချိန်ဒီအမြင့်ဆုံးတက်ခတ်ပြီးတဲ့ဈေးဟာ3045ဈေးတန်းအထိတက်ခတ်ပြီးပါပြီလက်ရှိချိန်ဒီအနိုင်ဆုံးကျခဲ့ပြီးတဲ့ဈေးဟာဆိုရင်3029ဈေးတန်းအထိတက်ကျခဲ့ပြီးပါပြီဒေါ်ကြည့်ချင်းအဖြစ်ဆိုရင်ဈေးကွန်းရဲ့ဈေးတန်းနေရဲ့အနေထားဟာဝယ်လို့အားများနေလားရောင်းလို့အားများနေလားဆိုတာကြည့်လို့ရမှာဖြစ်တယ်ဘာကြောင့်လဲဆိုတော့2000 3033မှာဈေးကစဖွင့်လိုက်တယ်3029ခွန်ထိကျသွားခဲ့တယ်အဲဒါဆိုလို့ရှိရင်6ပြည့်လောက်ပဲကျသွားခဲ့ပြီးတော့3029ကိုဖောက်ကျနိုင်ခြင်းမရှိဘဲနဲ့3045နောက်ထပ်စံချိန်တည်းအဈေးတန်းနေ့ထိပြန်တက်သွားခဲ့တာဖြစ်တယ် ဈေးတန်းဟာဆိုလို့ရှိရင်ဟင်ဒီဈေးနှုန်းအရဆိုလို့ရှိရင်ကြည့်မယ်ဆိုရင်လက်ရှိရဲ့အမြင့်ဆုံးလက်ရှိအချိန်ဒီအမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဈေးရဲ့လက်ရှိအချိန်ဒီအနှိမ့်ဆုံးကျခဲ့ပြီးတဲ့ဈေးရဲ့ဖွင့်ဈေးရဲ့ကိုဘယ်လောက်ညီပြီးတော့ကြည့်လိုက်တဲ့အချိန်ကြမှာဝယ်လို့အယောင်းလို့အဘယ်ဟာများနေလဲဆိုတော့ကျွန်တော်တို့ခံမှန်းလို့ရမှာဖြစ်တယ်ဒါကဒီလက်ရှိရဲ့ဈေးကွက်အနေထားကိုခံမှန်းနေကိုကျွန်တော်ပြောပြတာဖြစ်တယ်နောက်ထပ်တနည်းအနေနဲ့ကဘယ်လိုမျိုးခံမှန်းလို့ရလဲဆိုလို့ရှိရင်ကန်နယ်တွေကိုကြည့်မှာဖြစ်တယ်ဒီကန်နယ်တွေဘူးကန်နယ်တွေများနေလားဘဲကန်နယ်တွေများနေလားဈေးကွက်ထဲမှာဒါတွေကိုခံမှန်းသုံးသပ်လိုက်ရရင်လည်းတိတိနိုင်ပါတယ်ဈေးကွက်ထဲမှာဒါဘူးတွေအရ ရမ်းများနေတယ်ဆိုလို့ရှိရင်ပူကန်နေတယ်ရမ်းများနေတယ်ဆိုရင်ဒါဈေးသက်ကိုအားသာတွေကဖြစ်တယ်ဝယ်လို့အားများနေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်လက်ရှိရဲ့ဈေးကွက်အနေထားအရဆိုလို့ရှိရင်လည်းပူကန်နေဒီမှာဈေးသက်ကန်နေတုံးတွေအေးကျွန်တော်တို့ဆက်တိုက်ဆက်တိုက်တွေ့နေရဖြစ်တယ် drum အရဆိုရလဲအ drum မှာပဲရှိနေတာဖြစ်တဲ့အတွက်ဈေးကွက်ရဲ့အနေထားဟာဝယ်လို့အားများနေတယ်ဈေးကွက်လာရလည်းအသက်လာရမှာရှိနေသေးတယ်ဆိုတာကိုကျွန်တော်တို့ confirm ယူလို့ရမှာဖြစ်တယ်ဒါကြောင့်လက်ရှိရဲ့ဈေးကွက်အနေထားကိုဘယ်လိုကြည့်တယ်လဲဆိုတာဟာအမိတ်ဆွေတို့ပြောပြတာဖြစ်တယ်လက်ရှိရဲ့ဈေးကွက်အနေထားကိုကျွန်တော်ပြောပြပြီဆိုရင်ဘယ်မှာဝယ်ရမလဲဘယ်မှာရောင်းရမလဲတတိထားမယ်ဒီဝယ်စစ assistant တွေ support ဈေးကနေပေါ့တခါတည်းပြောပြသွားမှာဖြစ်တဲ့အတွက်မိတ်ဆွေက celebrity တွားပေးဖို့လိုအပ်တယ် ကျွန်တော်ဆက်လက်ပြီးပြောပြသွားမှာဖြစ်တယ်အကယ်လို့မိတ်ဆွေကကျတော့ကျွန်တော်ရဲ့သုံးသပ်ချက်ဗီဒီယိုတွေကိုဒါတဘောကြကြိုက်နေတဲ့လို့ကျွန်တော်ရဲ့အကြံပေးဒီ VIP channel တွေကိုလိုချင်တယ်ပဲဖြစ်စေကျွန်တော်ဒါရိုက်ဆက်သွယ်ပြီးဆွေးနွေးလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအဲကျွန်တော်တို့ဒီနေ့တရက်တာပို့လို့ဝိုးလေးနေနဲ့သတိထားရမယ်ဈေးတန်းတွေကိုပြောပြသွားမှာဖြစ်တယ် web system တွေ support တွေကိုအရင်ပြောပြသွားမှာဖြစ်တယ် web system ဆိုတာဘာလဲဈေးဆက်တက်ပို့ဆောင်ကြမယ်ဈေးတန်းအာဒီ2000လောက်ရှိအနေထားရင်ကမ္ဘာစံချိန်တိအမြင့်ဆုံးဈေးတန်းဟာ3045ဈေးတန်းပဲဖြစ်တယ်လက်ရှိရဲ့ဈေးတန်းအနေထားရဆိုရင်3045ဆိုတဲ့ဟာစံချိန်တိ အမြင့်ဆုံးဈေးတန်းပဲဖြစ်တဲ့ Weststand 62ဖို့စောင့်ကြမယ့်ဈေးတန်းလည်းဖြစ်တယ်ဒီနော်3045ဈေးတန်းကိုတော့ဖောက်တက်သွားနိုင်ခဲ့ရင်တော့ဘယ်လောက်ထိတက်မှာလဲနောက်ထပ်ဒီအပေါ်မှာ Weststand မရှိတော့တဲ့အတွက်လေဟာနယ်ထဲမှာဖြစ်တဲ့အတွက်ဈေးကွက်ကအတိုင်းအဆမရှိတက်လာမျိုးတွေလည်းဖြစ်နိုင်တယ်လို့ပြန်ပြီးတော့ကြတာမျိုးလည်းဖြစ်နိုင်တယ်ဒါတော့တစ်ချက်သတိထားပါညပိုင်းနေမှာဒါက Investor တွေ Trader တွေအများဆုံးစောင့်ကြည့်နေတဲ့သတင်းထွက်ရှိသွားမှုမှာဖြစ်တဲ့အတွက်ဈေးကွက်ကအလုတ်ခတ်တွေကျန်းအောင်မှာဖြစ်ပါတယ်ဒါလေးကိုတော့တစ်ချက်သတိထားပါဟုတ်ပြီ3045ဈေးတန်းကိုတော့တက်သွားခဲ့ရင်တော့ဘယ်လောက်ထိလောက်ထပ်တက်နိုင်မလဲဆိုလို့ရှိရင်3000 တင်55လောက်အထိကို အသက်ကိုပြန်မြင်ရနိုင်ဦးမှာဖြစ်တယ်ဒါကဈေးကွက်အားကောင်းကောင်းနဲ့အသက်ကိုပြန်မြင်ရနိုင်ဦးမှာဖြစ်တယ်ဒီဈေးတန်းတွေကိုလည်းရောက်နိုင်တယ်လို့ဒီဈေးတန်းတွေကိုလည်းကျော်နိုင်သွားဦးမှာဖြစ်တယ်အဲဘာဖြစ်လို့လဲဆိုတော့အပေါ်မှာဝက်စတက်မရှိတဲ့အတွက်အတိုင်းစားမရှိကျွန်တော်ပြောထားတဲ့ဈေးတန်းတွေကိုလည်းဖောက်တက်သွားနိုင်တယ်လို့ရောက်နိုင်တယ်လို့မရောက်နိုင်ဘဲနဲ့လည်းပြန်ကြသွားတာမျိုးလည်းရှိနိုင်တယ်ဒါလေးကိုတော့တစ်ချက်သတိထားပါဟုတ်ပြီဘိုးတို့ဟူးလီအနေနဲ့တည်ထားရမယ့်ဒီဝက်စတက်3045ဈေးတန်းကိုတော့ဖောက်တက်သွားပြီဆိုလို့လိုက်ပြီးတော့ဝယ်ပါ3055 3065အထိကိုကျွန်တော်တို့အသက်ပြန်မြင်ရနိုင်မှာဖြစ်တယ်ဟုတ်ပြီဝက်စတက်ကိုပြောပြပြီဆိုရင် suppose ဈေးတန်းဈေးဆက်ကြဝဆောင်ကြရမယ့်ဈေးတန်းကိုပြောပြသွားမှာဖြစ်တယ်။ support ဈေးတန်းဈေးဆိုတာဒီနေ့တရက်တာအနေနဲ့ဘယ်ဈေးဈေးဖြစ်မလဲဆိုရင်3028ဈေးတန်းပဲဖြစ်တယ်။ဘာကြောင့်လဲဆိုရင်3028ဈေးတန်းဟာမနေ့ကဈေးဖောက်ကျနိုင်ခြင်းမရှိဘဲနဲ့ပြန်ကန်တက်သွားတဲ့အနေအထားကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်။ဒါဆိုတော့ကျွန်တော်တို့ဒါတရက်ဒီနေ့ပို့ဟိုးလေးအနေနဲ့ဈေးဆက်ကြဝဆောင်ကြရမယ့်ဈေးတန်းပဲဖြစ်တယ်။ဈေးဆက်ကြဝဆောင်ကြရမယ့်ဈေးတန်း3028 29ဈေးတန်းကိုဒါဖောက်ကျနိုင်ခဲ့ပြီဆိုရင်တော့ဈေးကဘယ်လောက်ထိကျလာနိုင်မလဲဆိုရင်3020 3095ဝင်းကျင်လောက်ထိကိုကြပြောင်းပြင်ရနိုင်မှာဖြစ်တယ်ဒါကဘိုးတို့ဟူးနေနေနဲ့စောင့်ကြည့်ရမယ်3098စပို့ဈေးတန်းကိုတော့ဖောက်ကျနိုင်ခဲ့ပြီဆိုရင်3020-3095ဈေးတန်းနေအထိပြောင်းပြင်ရနိုင်မှာဖြစ်တယ်ဒါကဒီနေ့တရက်တာဘိုးတို့ဟူးနေနေနဲ့တည်ထားရမယ်ဝက်စစ်တန်နဲ့စပို့ပြောပေးတာဖြစ်တယ်ဒီဝက်စစ်တန်နဲ့စပို့တွေကတည်ထားပြီဆိုလို့ရှိရင်မိတ်ဆွေ trade နေတယ်မိတ်ဆွေတွေဆိုလို့ရှိရင်ဒါအရှုံးတွေကိုဒီ order တစ်ခုကိုဘယ်မှာဝင်တင်လဲဘယ်မှာရောင်းတင်လဲအဲဒီဆုံးဖြတ်မှုရခိုင်နှုန်းတွေကိုနည်းစေမယ်ဖြစ်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီ order တစ်ခုကိုအပေါ်ဖောက်တော့သွားပြီဆိုရင်ဒါကဝယ်တင်ပြီလားရောင်းတင်ပြီလားဘယ် ဘာအမြတ်ပိုင်းသိမိလားဆိုတော့တခါလေဆုံးဖြတ်လို့ရမှာဖြစ်တယ်။ဒါကြောင့်ကျွန်တော်ကလည်း web system နဲ့ support တွေကိုအဓိကထားပြီးပြောပေးတာဖြစ်တယ်။ဟုတ်ပြီ web system နဲ့ support ကိုကျွန်တော်ပြောပြီးပြီဆိုလို့ရှိရင်ဘယ်မှာဝယ်တင်လဲဘယ်မှာရောင်းတင်လဲ TBSN တွေကိုပါတခါလေပြောပေးသွားအောင်မှာဖြစ်တဲ့အတွက် celebrity ကြီးသွားပေးဖို့လိုအပ်တယ်။အကယ်လို့မရှင်းမှုဆိုရင်ကျွန်တော်တို့ဆက်သွယ်ပြီးဆက်သွယ်ပြီးတော့ဒါဆွေးနွေးလို့ရပါတယ်။ဟုတ်ပြီဘယ်မှာဝယ်တင်လဲဆိုလို့ရှိရင်လက်ရှိဈေးတန်းမှာဝယ်တင်လားဘိုင်ကျွန်တော်ဘိုင်ရင်ပြောသွားမှာဖြစ်တယ်လက်ရှိဈေးတန်းမှာဘိုင်တင်လားဈေးကွက်ရဲ့အနေထားကတော့ဈေးကတော့ဆက်လက်ပြီးတော့တက်နေတာဖြစ်တယ်။ရောင်းလို့အသိမရှိဘူးဖြစ်နေတယ်။ဒါလေးကို တစ်ချက်သတိထားပါဟုတ်ပြီဝယ်တဲ့အခါကျရင်လည်း over trade တွေ over loss site တွေနဲ့တော့မဝယ်စေချင်ဘူးဈေးကွက်ရဲ့အနေထားဟာကျွန်တော်တို့ညပိုင်းတွေမှာလည်းထွက်မဲ့သတင်းတွေကလည်းသတင်းကြီးတွေထွက်ထွက်မဲ့အပြင်လက်ရှိအစည်းအဝေးအနေထားကလည်းစံချိန်တွေနောက်တစ်ခုပြီးတစ်ခုထပ်ထပ်ပြီးတော့တင်နေတဲ့အနေထားဖြစ်နေရတယ်ဆိုတော့တကယ်လို့ကြားခဲ့ရင်ဆိုရင်အတိုင်းစားမရှိကြတဲ့အခါကျရင်ကိုကဝယ်ထားပြီဆိုလို့ရှိရင်ဒါဖလုတ်တွေမိမိနေမှာအကြောင်းမို့ဟိုကျွန်တော်ကစိုးရိမ်ရခြင်းဖြစ်တဲ့အဲဒီနေ့ညမှာထွက်မဲ့သတင်းတွေကဒါဖလုတ်တွေရှိတဲ့သူတွေဆိုလို့ရှိရင်ပို့ပြီးတော့သတိထားပါ ုတ်ပြီဝယ်တင်လာလားဆိုရင်လက်ရှိ3041မှာဝယ်တင်လာလားဆိုရင်ဝယ်တင်ပါတယ်3041မှာဝယ်တင်ပါတယ်တကယ်လို့မိတ်ဆွေတွေကမဝယ်တင်မဝယ်ရဲဘူးဆိုတဲ့မိတ်ဆွေတွေအတွက်က3035ဈေးတန်းနေလောက်မှာဝယ်ပါ TV အမြတ်ပိုင်းဈေးတန်းနေရာဘယ်မှာအမြတ်ပိုင်းရမလဲဆိုရင်3045 3050တွေမှာအမြတ်ပိုင်းမှာ SN အရှုံးပိုင်းဈေးတန်းကဘယ်မှာအရှုံးပိုင်းရမလဲဆိုတော့ဒါကမိတ်ဆွေကကိုဆုံးရှုံးခံနိုင်တဲ့ပမာဏတွေပေါ်မှာမူတည်ပြီးတော့အဆက်ကိုချိန်ပြီးတော့ထားပါဘယ်မှာထားတဲ့လဲဆိုတော့ပြောပြသွားမှာဖြစ်တယ်ဘယ်မှာထားတဲ့လဲဆိုရင်3000နဲ့အဲကျွန်တော်အမြင်ရဆိုလို့ရှိရင်3035ရဲ့အောက်မှာ SN ထားရင် ော်ပို့ပြီးအဆင်ပြေပါတယ်ဒါကဘိုလ်လူဟူးနေနေနဲ့အဝယ်အော်ဒါ TV နဲ့အဆန်ကိုကျွန်တော်ပြောပေးတော့တာဖြစ်တယ်အဝယ်ကိုပြောပြပြီဆိုလို့ရှိရင်အယောင်ဆဲအော်ဒါကိုကျွန်တော်ပြောပေးတော့မှာဖြစ်တယ်အယောင်ဆဲအော်ဒါကိုလက်ရှိဈေးတန်းမှာရောင်းတင်တလားကျွန်တော်အမြင်ရဆိုရင်မရောင်းတင်နေဘူးမြင်နေဘာဖြစ်လို့လဲဆိုဈေးကွက်ထဲမှာဝယ်လို့အားလဲညားနေတာဖြစ်တယ်နောက်ထပ်တစ်ခုအနေရလဲ try ရောက်ကြည့်မယ်ဆိုရင်ဈေးကွက်ရကန်နေတုံးတွေဟာအထရန်ပေါ်မှာရှိနေတဲ့အတွက်ဈေးကွက်ကလာရာဈေးသက်လာရာဖြစ်နေတယ်ကျွန်တော်တို့ဒါအယောင် confirm နေမှာတွေ့ရနေတာဖြစ်တဲ့အတွက်ရောင်းမယ်ဆိုရင်တော့ restore ရှိတယ် ဒါလေးကိုတော့တစ်ချက်သတိထားပါဟုတ်ပြီရောင်းမယ်ဆိုလို့ဘယ်မှာရောင်းသင့်တယ်လဲဆိုလို့ရှိရင်ကျွန်တော်အမြင်ရဆိုလို့ရှိရင်အပေါ်ရီနောက်ထပ်တရားစံချိန်တွေထပ်ထပ်ပြီးတော့ပြန်တင်နိုင်အောင်မှဖြစ်တဲ့အတွက်အကယ်လို့ရောင်းမယ်ဆိုရင်တော့3000နဲ့50 3065လောက်မှရောင်းမှကျွန်တော်အယောင်း point တခုလည်းပေးပါမယ်တီဗီအမြတ်ပိုင်းစေးတန်းကတော့3000နဲ့60မှာအမြတ်ပိုင်းမှာဒါကကျွန်တော်ဟိုအယောင်းဆိုပြောပြတာဖြစ်တဲ့ SN အရှုံးပိုင်းစေးတန်းကတော့ဘယ်မှာအရှုံးပိုင်းရမလဲဆိုရင်ကျွန်တော်ဒါမိတ်ဆိုရအခုရှုံးရှုံးကနိုင်တဲ့ပမာဏတွေမှာမူတည်ပြီးတော့ချိန်ပြီးတော့ထားပါဘယ်မှာထားတဲ့နယ်လဲတော့ပြောပြတော့မှာဖြစ်တဲ့ဘယ်မှာထားတဲ့နယ်လဲဆိုရင်3000နဲ့ 90နှစ်အပေါ်90နှစ်အပေါ်မှာအဆန်ထားရင်တော့ပို့ပြီးအဆင်ပြေတယ်ဒါကကျွန်တော်တို့ဘူဒူးနေနေတဲ့အယောင် order TV နဲ့အဆန်ကိုကျွန်တော်ပြောပေးတော့တာဖြစ်တယ်အဲဒါကကျွန်တော်ဘယ်မှာဝယ်တင်လဲဘယ်မှာရောင်းတင်လဲ TV အဆန်တွေကိုလည်းတခါတည်းပြောပေးတော့တဲ့ order တွေကကျွန်တော်ဤပညာအရခံမှန်းသုံးသပ်ပေးတော့တာဖြစ်တယ်ဤပညာအရခံမှန်းသုံးသပ်ချက်ဖြစ်တာကြောင့်တရားရခိုင်လို့မငန်ကန်ဘူးတော့မရှိပါဘူးဒါကြောင့်မိတ်ဆွေရဲ့ trade account နဲ့တော့ site တွေပေါ်မှာမူတည်ပြီးတော့စနစ်တကျနဲ့အယောင်ဝယ်လို့ကိုတော့အကြံပြုတယ်ဒါကကျွန်တော်ရဲ့သုံးသပ်ချက်ဤပညာတွေကရိုးရှင်းပါတယ်ကျွန်တော်ကဘာတွေကိုအခြေခံပြီးတော့အယိုးရှင်းဆုံးခံမှန်းသုံးသပ်လေးရှိလဲဆိုလို့ရှိရင်ကျွန်တော်က web system တွေ support တွေဒီ front line နေအကန်တွေကိုအဲ့ကြည့်ပြီးတော့ကျွန်တော်ကအယောင်းဝယ်လုပ်လေးရှိတယ်အယိုးရှင်းဆုံးကိုဟိုကျွန်တော်ဒါကြည့်ပြီးတော့ခက်မှန်းသုံးသက်ပြီးတော့အယောင်းဝယ်လုပ်လေးရှိတယ်အကြံပေးလေးလည်းရှိတယ်ဟုတ်ပြီဒါကကျွန်တော်ရဲ့သုံးသက်ချက်နည်းပညာကိုပြောပြပြီဆိုလို့ရှိရင်ကျွန်တော်သတင်းပိုင်းချက်လေးရသုံးသက်ချက်တွေကိုပြောပြသွားမှာဖြစ်တယ်သတင်းပိုင်းရောဒီနေ့အတွက်သတင်းတွေကဘယ်လောက်ထိအရေးပါလဲဆိုတာဆက်လက်ပြီးကြည့်သွားပေးဖို့လိုအပ်တယ်ဟုတ်ပြီကျွန်တော်တို့သတင်းပိုင်းဘက်တစ်ချက်လောက်သွားလိုက်ရအောင် ဘလောက်ထိဈေးကသတင်းတွေကအရေးပါလဲဆိုလို့ရင်ကျွန်တော်တို့သတင်းပိုင်းမှာတွားကြည့်လိုက်ရအောင်သတင်းပိုင်းကတော့သတင်းကညပိုင်းအညစောပိုင်းနေတော့ညအစောပိုင်းနေမှာတော့သတင်းကတော့ထွက်ဖို့မရှိဘူးဒါကနောက်နေ့မနေ့ကိုကြုံသွားတဲ့အတွက်သတင်းကတော့ရှိတယ်ညနေပိုင်းသတင်းတွေတော့ရှိတယ်ဒီသတင်းတွေကဘာသတင်းတွေလဲဆိုရင်ဒါက US နိုင်ငံစီးပွားရေးသတင်းတွေပဲဖြစ်တယ်သတင်းတွေထွက်ဖို့ရှိပါတယ်ဒါကဘာသတင်းတွေလဲဆိုရင် US အဲသတင်းတွေပဲဖြစ်တယ် US နိုင်ငံရဲ့စီးပွားရေးသတင်းတွေဖြစ်တယ်ဒီသတင်းတွေကဘယ်ချိန်မှာထွက်မလဲဆိုလို့ရှိရင်မြန်မာစံတော်ချိန်မြန်မာစံတော်ချိန် ဒါပဲချိန်ထွက်မှလည်းဆိုလို့ရှိရင်နောက်နေ့မနက်ကျွန်တော်တို့ဒါ12နာရီခွဲမှာထွက်ရှိသွားမှာဖြစ်တယ်။ည12နာရီအဲည12နာရီခွဲမှာထွက်ရှိသွားမှာဖြစ်တယ်။ည12နာရီခွဲမှာထွက်ရှိသွားမှာတရင်တစ်ခုဖြစ်တရင်3ခုရှိတယ်။အဲတနာရီမှာ သတင်းတစ်ခုရှိတယ်ဒါကကျွန်တော်တို့ညနေပိုင်းမှာထွက်မဲ့သတင်းတွေရှိတယ်ဒီသတင်းတွေကဘာတွေလဲဆိုရင် free entry rate တည်းစီရှင်ဒီသတင်းဟာဆိုလို့ရှိရင်ဒါကဗဟိုဘဏ်နှုံနှုံသတင်းပဲဖြစ်တယ်ဗဟိုဘဏ်နှုံနှုံသတင်းကတော့သူတို့ကတော့ကတို့ခန့်မှန်းထားတဲ့ကျွမ်းပြင်ကျွမ်းကျင်ပညာရှင်တွေခန့်မှန်းထားတော့4.5%ပဲသူတို့ခန့်မှန်းထားတာဖြစ်တယ်ဒါကသူတို့အတိုးနှုံကိုဆက်လက်ပြီးထိန်းသွားမယ်တိုးလည်းမတိုးဘူးရောလည်းမရောဘူးအတိုးကိုဆက်လက်ထိန်းထားမယ်ဆိုတဲ့အနေအထားကိုကျွန်တော်တို့သူတို့ခန့်မှန်းထားတာဖြစ်တယ်ဒီလိုတော့အဲကျွန်တော်တို့ဒီကျွမ်းကျင်ပညာရှင်တွေမှန်းထားတဲ့အတိုင်းထွက်ခဲ့မှာလားမထွက်ဘူးလားဆိုတာကိုကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမှာဖြစ်တယ်ဒီရဲ့ result တွေရလဒ်တွေပေါ်မှာပဲ multi ီပြီးတော့ garage ရဲ့အလုတ်ခတ်ကျန်းလာတဲ့မျိုးတွေတော့ရှိလာနိုင်တယ်။ဒါကြောင့်ကျွန်တော်တို့ဒီတရင်ထွက်ချိန်ကဈေးကွက်ကအလုတ်ခတ်ကျန်းလာအောင်မှာဖြစ်တယ်။ကျွန်တော်တို့ US ချိန်ဝင်တဲ့ချိန်တွေလည်းဈေးကွက်လုတ်ခတ်လာနိုင်အောင်မှာဖြစ်တယ်။ဒါလေးတော့တစ်ချက်သတိထားပါ။အကယ်လို့ဒါကပိတ်ဆွေတွေကအဲဒီစနစ်တကျနဲ့အယောင်ဝင်မလုတ်တာပဲဖြစ်စေ over trip တွေ over lot site တွေနဲ့ထွက်ပြီးအယောင်ဝင်လုတ်ရဲရုပ်လုတ်နေတယ်။ float တွေနဲ့မိနေတယ်ဆိုရင်တော့သတိထားပါ။ဘာကြောင့်လဲဆိုရင်ဒီ free interest rate decision တွေတရင်ထွက်တဲ့အချိန်ကျရင်ဈေးကွက်ကအလုတ်ခတ်ကျန်းလာတာဖြစ်တဲ့အကောင့်တွေကတ်တာတွေအကောင့်တွေပြုတ်တာမျိုးတွေရှိလာနိုင်တယ်။ဒါလေးတော့တစ်ချက်သတိပြုပါ။ဟုတ်ပြီ။ဒါတည်းတည်းမ င်းချက်လေးရသုံးသပ်ပေးတော့ဖြစ်တယ်အကယ်လို့သတင်းမိုင်းတွေကိုဒါမရှင်းဘူးဆိုရင်ကျွန်တော်ဒါရဲဆိုတဲ့ပြီးဆွေးနွေးလို့ရတယ်ကျွန်တော်ရဲ့ဒီသတင်းရဲ့ app to day result ရလတ်တွေကိုသိချင်နေဆိုရင်တော့ Telegram free channel ကို join ထားပေးဖို့တော့လိုအပ်တယ်ကျွန်တော်ရဲ့ Telegram free channel မှာတင်ပေးလေးရှိပါတယ်ဟုတ်ကဲ့ပါဒါကကျွန်တော်သတင်းပိုင်းရကသုံးသပ်ပေးတော့ဖြစ်တယ်ရှေးပိုင်းမှာပြောထားတဲ့နှီးပညာပိုင်းရသုံးသပ်ချက်တွေရောသတင်းပိုင်းချက်လေးရသုံးသပ်ချက်တွေရောအကယ်လို့မရှင်းဘူးဆိုရင်ကျွန်တော်ဒါရဲဆက်သွယ်ပြီးဆွေးနွေးလို့ရပါတယ်ခင်ဗျာကျွန်တော်ရဲ့ဒါဗီဒီယိုလေးဟာကမ္ဘာ့ရွှေထွေးတွားတွေအတွက်အကျိုးရှိမယ်လို့မျှော်လင့်တယ်တကယ်လို့အကျိုးရှိတယ်ဆိုရင်လည်းကျွန်တော်ရဲ့ like ဗီဒီယိုလေးကို like ရ share follow subscribe လို့တောင်းပေး ကိုတောင်းဆိုပါတယ်ခင်ဗျာဒီဗီဒီယိုလေးအဆုံးထိကြည့်ပြီးတဲ့မိတ်ဆွေများအားလုံးလည်းကျေးဇူးအများကြီးတင်ရှိပါတယ်ဒါရီရဲ့ channel နေ့လေးဖြစ်ပါစေခင်ဗျာ